အလုံးမင်္ဂလာပါ။ဒါရတော့နှစ်တလေးဖြစ်ပါစေ။ဒီခါနောက်ထပ်ခေါင်းစဉ်တစ်ခုပေါ့နော်။အဲ့ဒါကတော့ရင်းတခုံစာရှုမြုပ်ကင်းလို့အမည်ရပါတယ်။ဒါဆိုရင်ဒါကရောပေရှုမြုပ်ကင်းလေးဖြစ်မလဲဆိုတာကိုဆက်လက်အားဖြင့်ကြည့်ပြပါမယ်ရှင်။လေးတွင်ရေခဲငွေတို့ပါတီကိုတတိပြုမိ၏။ နွယ်လေးကလမ်းလျှောက်ရင်းမကြမကြာထို့သူရွပြတ်တတ်သည့်ကိုလွန်သူဆရာငိမ့်ကျော်ဤနမေကျော်ခေါနဲ့ဟန်ကိုတူပါရဲ့စားငွေနေရာတွင်ရေခဲငွေဟုအစားထိုးထားခြင်းဖြစ်ကြောင်းလည်းသူကဝန်ခံဖြောင့်ဆိုခဲ့ကိုသည်လမ်းလျှောက်ပေါ်ထဲမှာသူကဂီတသမားအနုဖွဲ့အကသမားဘုထိန်ကဥပုတိုင်းတိုင်းနဲ့အကြံတမတဦးကမောင်လာပြည်ဝန်ကိုတိမ်းမှုနေစင်းမှာပဲတဦးကကဘာကျော်ကွန်မန်ဒိုအော်တိုစကော်နီစနီကိုချစ်မှုမဆုံးဖြစ်နေတဲ့ ။လမ်းလျှောက်ဝါသနာနဲ့အိမ်လုံးဝေဒနာတို့မှလွန်၍သူတို့နှုတ်ကတော်တော်မတူညီကြ။နောက်မှရောက်လာခဲ့သောကဗျာဆရာလေးလင်းဝေဟင်မိုးကသူတို့နှစ်ယောက်အကြားမှာဆက်ဆက်ကြိယာဖြစ်သည်။အနုအကျံဆွဲတော်ရသည်ဗျရင်တကားကိုဖွင့်လက်လိုက်တော့အခါຫນွေလေးရေခဲငွေတွေကအေးချတော်လက်ပွားများဖြင့်မျက်နှာကိုရုတ်တရက်ဖိကက်လိုက်သလိုခံစားရသည်မိုးပေါက်ဆဲဆတမနဲ့လုံးတအုံးအုံးရွာကျပြီးသည့်တိုင် ကောင်းကင်ကမစင်သေးခဲသားရောင်တိမ်တိုက်တို့ပြေးရွှေ့နေတော့ရှိသေးသည်တဆောင်းနှလုံးစာရွက်တွေထိကန်လို့မရစာရေးစာဖတ်လို့လို့မရအေးခဲပြင့်ထက်သည့်ရာသီကိုလုံမြုံစားမတ်လလေးပဲရှိသေးသည်မိုးကဖြန်ဖြန်ရွာကျနေနေသည်ဘလို့လဲကွယ်ဒီမှာကຫນွေလို့မရှိဘူးဒီမှာကຫນွေမှုဆောင်းသုံးမှုစလုံးကိုတနေ့တည်းမှတွေ့နေတယ်အအူးဆုံးရောက်နေတော်နယ်လေးကပြောလို့ရှိသည် ။တမနဲ့ခင်လုံးနှင်းတွေမုံမုံဝေလက်နေခဲ့ပြီးစင်နာရီလောက်နှင်းကွဲတော့အမိကတဖြည်းဖြည်းပူချစ်လာသည်။ချစ်ချစ်တော့ပူနေတော့ရှိသည်ညနေမဆောင်ပြီးမိုးကဖြုံးကနေရွာချတတ်သည်။တကယ့်ကိုကုထုသုံးရုံမိုးတွေဖိုင်ဖိုင်ကျပြီးဆိုရင်တော့ပူတော်အုံမိုးချိုးကတော်တော်နမင်ကျော်သည်။မီအောင်မှာတက်တူကျော်ရရှိလို့လားမသိကို့အနာကပ်ပြနေလို့ကြောက်စရာကောင်းနေပြဟုဆရာဝန်ကြီးကလေးကပြောဘူးတယ် ကျွန်တော်ဆိုကိုယ့်ကိုပြစ်လိုက်သလားဆိုပြီးအဲ့ရပေါ်ငေါကလေးထိုင်နေတာပြဟုတ်နွေလေးကပြောတော့ဘိုးထိန်ကခမားခင်မိုးကြီးဆယ်ပါးကိုမတောင်းမှန်လို့ပါဗျာဟုအတလို့ဝင်တွေ့သည်တကယ်ပါဗျာ မိုးချိုးဘလောက်ပြစ်တယ်လဲဆိုအိမ်ထဲကတရုတ်မီးချစ်တွေအကုန်ထွက်တောက်ခဲ့တာဟုတက်တည်ထူနေသေးသည်မြို့မကိုခေါ်လေသလားမသိကျွန်တော်နေသည့်တသားအိမ်နဲ့နဲ့ကလေးကကုန်းမြင့်လွင်မြင့်လေးပေါ်မှာရှိသည်ဟိုကိုဘက်ကိုအောက်ချိုက်ဟုခေါ်တတ်သည် ကုန်းမြစ်မှာကမြို့မနဲ့ကောင်းကထောင်ကောင်းဆိုတာကကုန်းကထောင်ဆိုတာကရွာကောင်းကထောင်ဆိုတာကုန်းရွာဟူဥခောင်းလန်ဒီနဲ့မရစ်ဖုံကရှင်းပြဖို့ဒီကောင်းကကောင်းကထောင်နဲ့မြို့မတို့မှာရဝံလီစုတို့နေပြီးဟိုခိုပတ်လိုက်တို့မှာခန်ဒီရှန်တို့အနေများကြသည်အိမ်ပြင်းဤမြင်ခွင်းတောင်ဆုံး၌ကျွန်တော်အိမ်ထဲသို့မှောင်ဝူဝတတအိမ်လေးတစ်လုံးရှိသည် အင်ရှင်ပုံစံကလည်းသူ့အိမ်ကဲ့သို့မှောင်ဝို့ဝို့လေးတွတ်တွတ်လေးဖြစ်ပါသည်အထီးကျန်ဘဝနှင့်အနေကြာခဲ့ဝင်ရသည်တခါတရံသူ့အိမ်မျိုးလေးစီမှရေမြူတံလွင့်ပြန်လာတတ်သည်ခေါင်းမြေပူလာမီတော့ခေါင်းမတော်အောင် အတော်ကြိုးစားနေရတာဆရာဟုပြောသည်နောက်မကြာမီလျက်စစ်ကကိုစုံမြောင်လုံးနဲ့စိမ့်လဲမြေခေါင်းကွန်းတို့လိုက်သွားတာတွေ့ရသည် သူက ကောက်သွားမှဆိုလို့ခေါင်းကွန်းသွားခဲ့ခြင်းဖြစ်ပွဲရှိလေသည် ကုန်းကမှုအောက်ဖက်မှာ country စတိုင်နဲ့ roman ရက်ွက်ကရက်ွက်ကလေးတခုရှိသေးတော့လဲကျွန်တော်ပြင်ရင်ဟောမှမမြင်နိုင်တည့်ရွဲ့မျိုးအချိုးချမှာလှမ်းရမြင်နေရတီကရိုးပြက်လဲခွင်းများပြီးတော့ရိုးပြက်ခွင်းအလဲမှမွေးတကောင်လိုတွန့်ခွေကရွေ့ရွေ့ညင်ညင်စီးနေနေတော့နမ်ထွန်းချောင်းကျွန်တော်ဒီနမ်ထွန်းချောင်းကိုပြတင်းဝမမြင်ရတိုင်းငေးရီနေမိစမြဲဖြစ်သည်ကျွန်တော်ဒီမုံမုံဆဲဆနေရောင်ချင်းဆဆိုရင် လိုမြင်ကွဲမျိုးကရှင်မိုးရှင်စရာပဲဖြစ်လေသည်ပြည်ရွှေစံတော်မြောက်တန်းမြောက်ဆောင်တန်းပေါ်မှာနေ၍ဆုံးထွက်မြင်ခြင်းနဲ့မြရွာဘက်သို့မျောကြည့်ရတာမျောကြည့်ရတဲ့အမြင်ကွဲမျိုးဖြစ်သည်ကျွန်တော်တို့ဒီတဆောင်းရင်းလုံးလိုလိုပူတာအုံဝင်းရှင်တကူတို့လမ်းလျှောက်ထွက်ခဲ့ကြသည်တောင်တန်းတွေနေရောင်နှွေးနှွေးတွေနှင်းမုံမုံနဲ့မြူရီရီတွေ ရေခဲတောင်ကနေရောင်ရိုက်၍ဝိုင်းလင်းလင်းလက်တော့ ရှုမျောခြင်းတွေကိုရင်ခုန်ခံစားခဲ့ကြရသည်ဒီနည်းဖြင့်အိမ်လွမ်းစိတ်ကိုဖြည့်သိခဲ့သည်နက်နက်ဖြစ်စေနေ့လည်ဖြစ်စေညနေဖြစ်စေနှင်းဝေဝေနေကြခြင်းမိုးဖွယ်ဖွယ်တင်ညွညွဒီကဲငွေနဲ့အေးကြိုက်တီတံကိုလမ်းလျှောက်ခြင်းနဲ့ခုခံနိုင်မည်ဟုယူဆတာလည်းပါသည်အချိန်ပိုရရနေတာလည်းပါသည်တညနေလုံးစုပ်ပတ်မှအပြန်ကျွန်တော်ကဗျာတဆတ်ကိုပြုစုပြမိသည်ချောင်းထက်မှလဲလဲထက်မှရွာ ရွာထက်မှာတောတောထက်မှာတောင်တောင်ထက်မှာတိမ်တိမ်ထက်မှာမိုးမိုးထက်မှာပြီမဒီတာဘောမောကဆရာကြီးမောင်လင်းကြီးခပြားတပုတ်ကိုတူပါ၍မြင့်နေရာတွင်ချောင်းကို၍အစားထိုးထားကြောင်းလဲဝန်ခံဖြောင့်ဆိုလိုက်ရသည်ဒါပေမဲ့ဒီနေရာမှာနမ်ထွန်းချောင်းကိုနှစ်ခါဖျက်ရတာဆိုတော့ခမည်းရဲ့ခမည်းကအမှန်သေးဘူးချောင်းထက်မှာလဲလက်ထက်မှာချောင်းပြီးတော့မှဘုထင်ကထုံးစံတိုင်းရှေ့ကမြင်ကွင်းကိုတက်တူ၍ညင်းခေါ်ခဲ့ပြန်သည် သူပြောတာမှန်ပါသည်နမ်ထွန်းချောင်းမှာထူးခြားချက်နှစ်ခုရှိသည်တစ်ခုကဒူသည်ပူတာအိုတွင်မြောက်မတောင်တို့စီရမည်အစံတောင်မမြောက်တို့စီစဉ်နေသည်နောက်တစ်ခုကပူတာအိုမရောက်မီတုံလီချူးနှင့်ပါအင်မာကလေးကအမွာလိုက်ကွဲလာခဲ့သည်လုံးစုနှင့်ကောင်းကထောင်ချားမှာသူ့ကိုနှစ်ခါဖျက်ရသည်မြင့်တမြင့်တဲ့နှစ်ခါမစင်းနိုင်ဟုဆိုကဟီရာကလစ်တက်အဆူကိုမြင်းခုံနေသည်အဲ့ဒါကျွန်တော်တို့ခန်းတီးလုံရဲ့ပုံမြင်ရှိရဲ့ဆရာကြီး ရံဖယံကကျွန်တော်တို့နဲ့လမ်းလျှောက်လိုက်တတ်တော့ကိုဆိုင်လင်းဆိုင်ကပြောသည်သူကဒီမှာမိုးရိပ်ဒီမှာပဲကြီးနေသောဒေသခံရှမ်းလူမျိုးဖြစ်သည်သူတို့လိုလူတွေထံမှပုံမြင်တနာ၍ရှေးဟောင်းနှောင်းဖြစ်တွေကိုကြားရတတ်သည်ဒီဒေသနေရှမ်းကချင်တို့သည်ဟိမောနာတောင်တန်းမှမေခမလီခမြစ်နှတွဲမြစ်ပြားကန်စီစဉ်ရနေရာတွင်အခြေပြုနေထိုင်ခဲ့သည်ဟုအဆိုရှိသည်1932ခန္တီလုံဒေသကိုအင်္ဂလိပ်တို့သိမ်းပိုင်၍ Fort Hawks ဟန်ဒက်မဆောက်မီအထိ ရှမ်းစုံဝါကြီးကြီးစိုးခဲ့သည်ဟုဆိုသည်ကိုဆိုင်နှင်းဆိုင်ကသူ့ပုံမျိုးကိုကြကြနာနာပြောပြသည်ဟိုးအပေါ်ဘက်မှာမူလာရှိသည့်ကျိုးတတာစောက်ထားတဲ့မူလာချောင်းဆိုတာရှိတယ်ဆရာကြီးနက်လမ်းချောင်းလို့လည်းခေါ်တယ်ကိုစိုးလမ်းဆိုတဲ့အမျိုးသားဆိုပါစို့သူကရေစီးတန်နဲ့ထန်တယ်မလိခနက်ကျိုးကတော့ရွှေလဲထွက်တိမ်မွေ့ညင်သာလဲစီတော့ယေဒနာမြေလို့ခေါ်တယ်မင်းကလေးဆိုပါတော့ အဲ့ဒီနမ်လန်းချောင်းနဲ့မလီခါဟာတိတ်ချကြတဲ့ချစ်သူနှုတ်ဦးပေါ့တနေ့တော့နမ်ထွန်းချောင်းကနမ်နမ်လန်းစီသွားပြီးခုံချောစကားဆိုတဲ့မလီခါနမ်ကျိုးကိုဟိုးအောက်ဖက်မှာနမ်ပလက်ချောင်းကခိုးယူပေါင်းတင်နေပါတယ်လို့ခုံချောတယ်ဒီတော့ငโกကခတ်ထန်ကြမ်းတမ်းတဲ့နမ်လန်းကကမူရှူရုံးနဲ့အပြေးလွှားသွားကြည့်တော့နမ်ထွန်းခုံချောတာကိုသိသွားတယ်သူကဒေါသတကြီးကန်ထဲလိုက်တာနမ်ထွန်းဟာအစိမ့်စိမ့်ကွဲသွားခဲ့တဲ့ ဇက်ပေါင်းတော့ဇက်ပေါင်းတော့နံပါတ်ချောင်းကတခိုးအဖြစ်ရိုးစုခင်ရတဲ့အတွက်မြုံသွားတယ်။မြုံသွားတဲ့ဆိုတာသူ့ကြောင့်စိုက်ပျိုးသီးနှံမဖြစ်ထွန်းတော့ဘူး။တောလာရဲ့အတွက်တော့တုံးလို့ရတယ်။စိတ်ပူပန်ပြီးကမှုရှုလို့ပြေးသွားရတော့နတ်မလန်ဟာပူပြီးရေစီးတန်သွားတယ်။ကုန်းချုပ်ကရဲ့နံထွန်းချောင်းကတော့အစိမ့်စိမ့်ကွဲသွားတယ်။မလိခါကဟိုတော့ရွှေထက်တဲ့ယရနာမြင့်အဖြစ်ကျွန်တော်တို့တမိုးထားနေကြရတယ်။ကိုစန်းလင်းဆိုင်ကသူ့ပုံမြင်ကိုတည်တည်တတ်တတ်နေကုန်းချုပ်ခဲ့သည်။ မြစ်တွေချောင်းတွေကမြည်သည့်ဒေသနေရာမဆိုအရေးပါစနစ်ဖြစ်သည်ပူတာအိုမာကမူလာနမ်ပလက်နဲ့နမ်ထွန်းချောင်းတို့အရေးပါသည်မချမ်းပေါ်မှာမလိခနာမူမာကဆန်ခတောင်ပေါ်ဖြစ်စီမြေပြန့်ဖြစ်စီရေမရှိမြစ်ချောင်းအင်းရိုင်မရှိရင်ထွန်ရက်ဆိုင်ပြလို့မရရွာတည်လို့မရချောင်းမရှိရင်ရွာမရှိဘူးရွာဆိုတာချောင်းတွေမြစ်တွေမရှိပဲတည်လို့မရဘူးဒါကတနင်္ဂပြူပါလေဟု ဘူထိန်တရောက်ယူဟာခင်းကျင်းတယ်လို့ဖြစ်သည်ပူရာဝလမ်စကိကိုလုံးစုဘက်မှကြည်လင်မိချံမြနေတော့အဆောင်တစ်ခုမှာဖျားเจ้าဖြူဖြူလေးပဲဖြစ်သည်ဝဲဘက်ကုန်းကမှုဇွန်းမှာမေးတင်ထားတော့ခရံဖျားเจ้าကလေးကို အဝေးမှနေ၍အထင်သာမြင်လိုက်သည်ယာဘက်ကုန်းကမှုဇွန်းမှာလည်းဇီးဒီဖွဲ့ဖွဲ့တစုရှိသည်တောင်တန်းတာနာပြူเจ้าမှာဇီးဒီကလေးဒီမှာက KPM ခေါ်ကချင်ဘတ်စတစ်မရှင်အဖွဲ့ JR Mox ခေါင်းဆောင်သောယူနန်တိဘက်ခရစ်ယာန်အဖွဲ့နဲ့ JC Morris ဆန်ခေါင်းဆောင်သော Assembly of God အဖွဲ့ဟူသောခရစ်ယာန်အဖွဲ့သုံးဖွဲ့တို့သည်တော်တော်ဆော့ဆော့ကပင်သာသနာပြုခဲ့ကြသည်တမောသားတို့သည်ရိုးရာနက်ကိုပဲမှုကိုစွန့်ကာခရစ်ယာန်ဘာသာဝင်တွေဖြစ်လာခဲ့ကြသည်ဘုရားဘာသာဘုန်းကြီးယဟန်တို့ကဒီဒေသကိုနောက်မှရောက်လာခဲ့ကြသည် ကိုကိုပန်းလိုက်ပန်းမှာအခန်းဒီချမ်းတွေကတရာထက်တန်သောဘုရားဘာသာဝင်များဖြစ်ကြသည်ဟိုတော့ခါကမြောက်ဦးရောက်အရှင်တေသောတာရာကဘာသာမတူ ရခိုင်မူကလူလဲတထွေရေလဲတခြားဟုရေးခဲ့ခြင်းနှင့်ဆက်လင်း၍ရှိအခါကတိုးနှင်းမြုပ်တောင်ပေါ်နှင့်မြေပြတ်တွာလာဆက်ဆဲမှုနည်းခဲ့ခြင်းမျိုးချအာနာပိုင်တို့၏ချုပ်ချယ်မှုများခဲ့ခြင်းကြောင့်ဖြစ်သောဆရာတိုက်ဆိုးကတုံ့တက်ခဲ့မှုသည် ခုလိုပွန်လင်းရာသီ၌218မဲ့ဝေးပွားသောမြေကြီးနားမှကားကြီးတွေတခွဲခွဲရောက်လာတတ်သဖြင့်စားတောက်ကုန်တွေပုံမှန်ဈေးဝယ်စားလို့ရနိုင်သည်ရေးရပွဲတွေမှာအပဝက်ဆွဲဥထုံးနဲ့ရိုးရာဝက်ဆုံဖွားဖွားကြီးတွေကိုအမြဲတစေဝတ်ဆင်လေးမရှိဟိုရဝံလီစုကျင်းဖိုးတို့ကိုလွယ်ပခတ်နဲ့ခေါင်းချိတ်ပလိုင်းနဲ့တွေ့ရတတ်ဒီမှာအပဒလိပါတာခြားနားလာတယ်လို့မဆိုတာ အများစုမှာမြန်မာစကားပြောတဲ့ကြတဲ့ဖြစ်လူလဲတထွေရေလဲတခြားဟုမဆိုတာသူတို့ဇာတိရေခဲတောင်နှင့်နှင်းတောင်တန်းတွေကိုခင်တွေ့ရတော့ဒေကြသည်ရေခဲတောင်နှင့်နှင်းမောင်တောင်တန်းတွေကမှမမဆက်ဆက်ခံစားလိုပါသည်ဟုဆိုတော့နိုင်ငံခြားသားတွေကလည်းမကြမကြာတွေ့ရတတ်သည်တိုးရစ်ကိုင်းနဲ့တောင်ပေါ်လမ်းပြတို့၏မျက်နှာများရှုံးလက်နေတတ်သည်ပန်းတောင်တန်းကြည့်ပြီးလွမ်းရောင်တန်းနေတတ်သောလူတို့စုလည်းရှိသည် ဒီအခင်းချင်းနဲ့ဒီရှုမြော်ခင်တွေကိုကြည်မြင်ပုံခံစားပုံတွေမတူညီကြတကယ်ပခုဝါဒကျွန်တော်ရောက်စကကျွန်တော်နမဆိုင်ဆရာတူရေးခဲ့သောစာတွင် ဆရာလဲတောင်ပေါ်ကလူချက်သမျှလောဘတည်းကြီးကောက်ငင်ခဲ့စမှာဆိုင်ဆရာရဲ့အနုရတလက်ပြဝိညာဉ်ထက်ခါတလဲလဲပြန်ဝဲနိုင်ပါစေစသည်ဖြင့်ရေးခဲ့သည်တခုတော့မျက်နေခင်းတွင်ခုခုရက်ကွက်ကလေးကိုကြော်၍နမ်ထွန်းချောင်းထားထိန်၌ရက်က မာမူးလက်ရွာဘက်သို့မျောချင်းနေသည်တောင်တန်းပြားချီသည်မိုင်းညို့ရီမောင်နေသည်ရွာလမ်းပုံပုံလေးမှာလီဆူးမလေးတွေအိတ်တန်းပြန်နေကြသည်ဒီလောက်လာတဲ့ရှုမြောင်ကင်းကြီးကိုဘလောက်များလွမ်းဆွတ်လိုက်မလဲဟုလွယ်လေးကတွေးတွေးဆဆပြောနေသည်ယခုနေဒေသနောက်ခံဝတ္ထုတဘောလောက်ကျွန်တော်ရေးဖြစ်အုံးမီဆိုရင်ဝါရှင်တန်ဒီစီရောက်လီဆူးလူလင်ကလေးတို့ကမာမူးလက်အနားမှာဒါကူရှီစာဂျူဒရန်ကိုလွမ်းဆွတ် ကတ္တနေတိအကြောင်းမဖြစ်မနေဖွင့်နေဖြစ်လိမ့်မည်ထင်သည်ဇာတိစိတ်ရှိဇာတိယနံကိုသာဝင်းမြအရှူဆိုင်လိုကြသည်မှာအတိညာညီကတော်ဓရဝတို့၏ပထမလိုအင်ပဲဖြစ်သည်ချယ်ရီမဂဇင်2008ဇူလိုင်လမှာရေးခဲ့တဲ့အရာဖြစ်ပါတယ်ဆိုဒါဆိုရင်တဘာဝပေါ့နော်ဒါဆိုရင်ဥတော်ဝရဲ့မြန်မာနိုင်ငံရဲ့မြောက်ဖြားဆုံးမိခမလိခဆိုရဲ့ဖြစ်ပေါ်လာခဲ့တဲ့ ပုံမြင်တနာပြီးပုံမြင်လေးလို့တော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အားလုံးကဇာတိကိုချစ်တယ်ဆိုတဲ့သဘောတရားကိုပေါ်လင်းနေဒါကသူပြောပြတဲ့အတိုင်းပဲဇာတိစိတ်ရှိပြီးဇာတိရဲ့နံ့ကိုသာမှုင်းမြရှူဆိုင်လို့ကြဒီမှာအတိဉဏ်ကြီးကတော်တရားတို့ဤပထမလိုအင်ပဲဖြစ်သည်ဆိုတော့အလုံးမဲ့ကိုယ်စာတိကိုကိုချစ်တာကတဘာဝတစ်ခုလို့ဟောမှတ်ယူလို့ရတယ်ပေါ့နော် ဆိုတော့ကိုယ့်တဘာဝကိုကိုချစ်တယ်ဆိုရင်တခြားသူရဲ့တဘာဝကိုလည်းချစ်ခင်ရမယ်ဆိုတာကိုလည်းသိရှိရမှာဖြစ်ပါတယ်။ဒါကလည်းအာလောကနိတိအာကျင့်ဝတ်တစ်ခုပေါ့နော်။ဒါဒီစာအုပ်လေးကတော့ဒီလောက်ပဲဖြစ်ပါတယ်။ဆိုတော့တဲ့ကောင်းစဉ်လေးတစ်ခုမှပြန်လဲဆုံးဖြတ်ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။